ဆက်ပေးမဲ့သတင်းကတော့ပိုတဲပိုင်ရှင်ကခေါ်ယူတွေ့ဆုံခဲ့ပြီးနောက်ချယ်ဆီတွေမာရကာ၁၈ရက်မတိကျတဲ့သတင်းဖြစ်ပါတယ်။ချက်စီရဲ့ပူတာပါရှေတူဖြစ်တဲ့ဘတ်တယ်အီကာပါလီက Brighton ကိုရှုံးနေခဲ့တဲ့ပွဲပြီးမှာလီပြမာရကာကိုတိတက်ခေါ်ယူတဆုံခဲ့တာကြောင့်ချက်စီမှာမာရကာဆက်ရှိဖို့မတိကျတဲ့အခြေအနေတွေပေါ်ထွက်ခဲ့ပြီးဖြစ်ပါတယ်။ ဘက်တရီကားပါလီဟာမာရဂါကိုအာကစားဒါရိုက်တာတွေဖြစ်တဲ့ပေါ်ဝင်းစတန်လီနဲ့လော်ရင်စတီဝတ်တို့နဲ့အတူတည်ထောင်ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်မာရကာဟာချယ်ဆီကိုကလပ်ကဖဗလားချန်ပီယံဆုရယူပေးနိုင်ခဲ့ပြီမဲ့ပရီးမီးယားလိရာသီစတင်ချိန်မှာဂျင်နက်ဖွဲ့ရာခြေစွမ်းမျိုးပိုင်ဆိုင်နိုင်အောင်ဆက်ဆောင်ပေးနိုင်တာမျိုးမရှိတာကြောင့်ခေါ်ယူတွေ့ဆုံခဲ့ရတာလည်းဖြစ်ပါတယ်။ မရက်ကဟာတွစ်ဆုံမှုနဲ့ပတ်သက်ပြီးတစုံတရာထုတ်ဖော်ပြကြတာမျိုးမလုပ်ခဲ့ပေမဲ့ Brighton ကိုရှုံးခဲ့တာဟာအသင်းရဲ့ဆက်ဆောင်ရေးညံ့ပြင်းလို့ရှုံးရတာဖြစ်တယ်လို့မိခင်သွားခဲ့ပါတယ်။မရက်ကအနေနဲ့လာမယ့်ချန်ပီယံလိပွဲစဉ်မှာသာရလဲမကောင်းမှုဆိုရင်ယာရုကထုတ်ဖော်ရနိုင်တဲ့အနေထားရာဒုကထုတ်ပြခရနိုင်တဲ့အလေးပေးမှုတွေလည်းပေါ်ထွက်လာခဲ့ရလို့သိရပါတယ်ရှင်ဒီသတင်းကိုတော့ညီချင်းအောင်ကပေးပို့လာတာပါ